ောဂရိတ်တနယ်လုံးတိုက်ပွဲပြင်းထန်ပြီးမြို့ကိုတော်လန်ရေးတပ်များဝန်းရံပိတ်ဆို့ထားရင်ခွဲတောင်စခန်းပါဝင်စစ်ကောင်စီစခန်းချို့တော်လန်ရေးတပ်များတိမ့်ပိုက်ကောဂရိတ်ဒေသစစ်ကောင်စီတပ်သားများပြားအလင်းဝင်လာနေအပိုင်းပိုင်းဖျက်ခံနေရတဲ့အောင်စေရစစ်ကြောင်းကရင်ပြည်နယ်တပ်မဟာ6နယ်မြေတွင်တိုက်ပွဲများပြင်းထန်ပြီးတော်လန်ရေးတပ်များကစစ်ကောင်စီရင်ခွဲတောင်စခန်းပါဝင်တပ်စခန်းချို့တိမ့်ပိုက်ရရှိကာကောဂရိတ်မြို့နယ်မြို့ကိုလည်းဝန်းရံပိတ်ဆို့ထားကြောင်း ကရင်စစ်ရေးတရင်ရင်းမြစ်များကပြောပါတယ်။ကရင်မျိုးသားစီယုံ KNU ရဲ့တပ်မဟာ6နယ်မြေရှိကော့ကရိတ်မြို့ဝန်းကျင်နဲ့ကော့ကရိတ်မြို့မှာဒေါနာတောင်ပေါ်ဒေါနောရေးတကုံထိနေရာယူထားသောအောင်စရစစ်ကြောင်းအားမျိုးသားလူမျိုးရေးတပ်မတော် KNA PDF ပူးပေါင်းတပ်များကအပိုင်းလိုက်ဖျက်တောက်ထားပြီးယခုရက်ပိုင်းတွင်အဆိုပါနေရာများတွင်နေ့စဉ်တိုက်ပွဲများပြင်းထန်နေသည်ဟုကရင်စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်။ကော့ကရိတ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာများတွင်တိုက်ပွဲပြင်းထန်နေပြီးကော့ကရိတ်နဲ့ဂျုံတိုးမြို့လမ်းပိုင်းတလျှောက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟုကရင်စစ်ရေးတရင်မြစ်ကပြောပါရယ်ထို့အပြင်ဒေါ်လန်ရေးပူပေါင်းတပ်များသည်ကိုကရိတ်မြို့အားဝန်းရံပိတ်ဆို့ထားပြီးဟုအဆိုပါဒေသရှိ PDF တရင်မှုတို့ကပြောပါရယ်ကျွန်တော်တို့မြို့ကိုပတ်ဝန်းထားတဲ့နောက်ပြီးသူတို့ရဲ့ရိတ်ခါလန်းချောင်းခဲရန်လန်းချောင်းတွေကိုအဓိကဖျက်တောက်လိုက်ပြီးဟုအဆိုပါတရင်မှုကပြောပါရယ်ပြီးခဲ့သည့်၄ရက်ခန့်ကကိုကရိတ်မြို့ဝန်ရှိစစ်ကောင်စီအမတ်ဆယ်နှစ်စစ်စင်ရေးကုကဲမှုဌာနချုပ်ဤတွင်တိုက်ပွဲရဲ့ဆက်ပြင်းထန်ခဲ့တာပါအဆိုပါနေရာနှိရှိစစ်ကောင်စီ ရင်ခွဲတောင်စခန်းကိုလည်း KNAA PDF ပူးပေါင်းတပ်များကတိမ့်ပတ်ရရှိခဲ့ကြောင်းကရင်စစ်ရေးတရင်မြစ်တို့ကပြောပါတယ်။ရင်ခွဲတောင်စခန်းကကြာပြီး3-4ရက်ရှိပြီးလွန်ခဲ့တဲ့9ရက်လောက်ကတည်းကတိမ့်ထတာလို့သိရပါတယ်။ထို့အပြင်ကော့ကရိတ်မြို့ဝန်းကျင်နဲ့ကော့ကရိတ်မြို့မှာဒေါနာတောင်ပေါ်တောနောရေတခုန်ထိနေရာယူထားတဲ့အောင်စရစစ်ကြောင်းကိုလည်း KNAA PDF ပူးပေါင်းတပ်များကအပိုင်းလိုက်ဖျက်တောက်ထားလိုက်တာကြောင့်လက်ရှိအောင်စရစစ်ကြောင်းရဲ့အနေအထားမှာရှေ့ပိုင်းအလဲပိုင်းနဲ့နောက်ပိုင်းမှာအချင်းချင်းမကူနိုင်တော့သည့် အခြေအနေဖြစ်နေသည်ဟုလည်းကရင်စစ်ရေးတရင်မြစ်ကပြောပါရက်အခုအောင်စရစစ်ကြောင်းဆိုတောင်ပေါ်မှာအနေချင်းကျန်တဲ့200ကျော်လောက်ကျန်သေးတယ်အဲ့ဒီကောင်တွေကတကယ်တမ်းဆိုပိတ်မိပြီးနောက်ပြီးတော့ရေတကုန်ပတ်ချမ်းမှာရှိတဲ့အဖွဲတွေဒါတွေကကျွန်တော်တို့ကအားလုံးကိုဖျက်တောက်လိုက်ပြီးဖျက်တောက်လိုက်ပြီးဆိုတော့သူတို့ကစတိုးမလားအညံ့ခံမလားအဲ့ဒီနယ်လမ်းပဲရှိတယ်ဟု PDF တည်ရင်မှုကပြောပါတယ်ထို့အပြင်ကော့ကရိတ်မြို့နယ်ရှိကော့ကရိတ်ဂျုံတိုးလမ်းပိုင်းတွင်လည်းတိုက်ပွဲများပြင်းထန်နေပြီးတော်လန်ရေးပူးပေါင်းတပ်များကအဆိုပါလမ်းပိုင်းရှိ ်စစ်ကောင်စီစခန်းချို့အားတင်ပိုက်ထားသည်ဟုလည်းသိရပါဗျ။ကောကရိတ်ဂျုံတိုးလမ်းပိုင်းရှိ၃တိုင်၄တိုင်၅တိုင်စသည့်နေရာများရှိစစ်ကောင်စီစခန်းများအားတင်ပိုက်ရရှိထားပြီးဂျုံတိုးမြို့နီးရှိ၉တိုင်မှာလည်းစစ်ကောင်စီကခန့်စစ်ပြင် ခုခံနေသည်ဟုသိရပါဗျ။စစ်ကောင်စီဘက်ကတော့ဒီဘက်ချမ်းကိုသူတို့မျှော်မှန်းချက်ကတော့မဖြစ်နိုင်ဘူးဒါပေမဲ့အခုလက်ရှိကတော့ဂျုံတိုးဘက်ကိုပြန်ပြီးတော့ခန့်စစ်ပြင်နေတာပဲရှိတယ်ခန့်စစ်ပြင်အဖြစ်တာပဲရှိတယ်အဲ့ဒါပြီးရင်တူကဲ့ရွာတွေရဲ့ကိုလက်နက်ကြီးတွေပစ်ထည့်တယ်ရွာသားတွေဘုံကြီးចောင်းတို့စာတင်ចောင်းတို့မှာတွားခုလုံကြတယ် ခိုလုံကြတဲ့ခါကြသူတို့ကလေရင်နဲ့ထက်မှန်ပုံကျဲတယ်တော်တော်တော်များတယ်ဟုတရင်ရင်မြစ်ကပြောပါတယ်တိုက်ပွဲပြင်းထန်နေသည့်ကော့ကရိတ်မြို့တွင်စစ်ကောင်စီကမြို့ခံပြည်သူတထောင်ကျော်အားဓားစာခံဖြစ်ထိန်အထာပီမြို့ပြင်သို့ထွက်ခွင့်မပေးကြောင်းကရင်စစ်ရေးတရင်ရင်မြစ်ကပြောပါတယ် KNAA PDF ပူးပေါင်းတပ်များသည်ကော့ကရိတ်မြို့ဝန်ကျင်အားပိတ်ဆို့ထားလို့မြို့သိမ်းတိုက်ပွဲဖြစ်လာသည့်အပေါ်ကြောက်လန့်နေသည့်စစ်ကောင်စီကမြို့နေပြည်သူများအားဓားစာခံဖြစ်ပိတ်ဆို့ထားခြင်းဟုကရင်စစ်ရေးတရင်ရင်မြစ်ကတုံ့တက်ပါတယ်ကော့ကရိတ်မြို့ရှိ မြို့မပုံးတော်ကြီးကြောင်ဆရာတော်ကပြည်သူများအားထွက်ခွာခွင့်ပေးရန်စစ်ကောင်စီထံတောင်းဆိုတော်လဲစစ်ကောင်စီကလက်မခံကြောင်းကရင်စစ်ရေးတရင်ရင်မြစ်ကပြောပါတယ်။ထို့ပြင်ကော့ဂရိတ်ဒေသကစစ်ကောင်စီတပ်သားအများပြအလင်းဝင်လာနေကြောင်းလဲ PDF တရင်မှုကပြောပါတယ်။အလင်းဝင်သူတွေများတဲ့နေရာစုံပဲတနေရာမှာ၄၅ရောက်၃၄ရောက်များတာကတော်တော်များတယ်လို့ပြောပါတယ်။ကော့ဂရိတ်မြို့တိုင်းတိုက်ပွဲကိုတော်လန်ရေးပူးပေါင်းတပ်များက2023ဒီဇင်ဘာတရက်တွင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။လေးလာတာတိုက်ခိုက်ပြီးနောက်မြို့ရဲ့80ရာခိုင်နှုန်းထိ တော်လန်ရေးတပ်များကတိမ့်ပိုက်ထင်းချုပ်ထားပြီးစစ်ကောင်စီတပ်ကမြို့လယ်ရှိအမှတ်ကို16ခြေလင်းတက်ရင်ဌာနချုပ်နေရာမှာသာစုဝေးနေရပါတယ်ကြံပိုင်းများကို PDF များကထင်းချုပ်ထားပါတယ်ထို့တော့2024 AB လပိုင်းတွင်စစ်ကောင်စီကအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်ခဲ့လေတော်လန်ရေးတပ်ဖွဲ့များကမြို့တွင်မှစုခွာပေးခဲ့ရပါသေးတယ်ထို့တော့2020ငါးဖေဖော်ဝါရီကပြန်စပြီးတော်လန်ရေးတပ်များကကိုကရိတ်မြို့ဝန်းကျင်ကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာရမှာ နေ့စဉ်တိုက်ပွဲများပြင်းထန်လာခဲ့ပါတယ်